နိုင်ငံဆက်ဆံရေးတည်မြဲဖို့ရုရှားရဲ့နေမီတစိတပိုင်းကိုတရုတ်ထံလက်ဆောင်ပေးလိုက်တဲ့ပူတင်အားလုံးပဲမင်္ဂလာပါဗကန်ဒင်းနေမဲ့ channel ကနေပြန်လည်ကြိုဆိုပါရစ်ပူတင်ကရုရှားပိုင်မြေကိုတရုတ်စီပါကြောင့်လွှဲပြောင်းပေးလိုက်တာဖြစ်မလဲဗလာဒီမာပူတီဟာရုရှားပိုင်တဲ့နေမီဖြစ်တဲ့တူမီမြေတဲ့လျှောက်မိုင်324၄မိုင်ရှီလီယားတဲ့နေမီကိုတရုတ်စီလွှဲပြောင်းပေးလိုက်ပါပြီဒီမြေကြောင်းဟာဂျပန်ပင်လယ်နဲ့ဆက်သွဲထားတာဖြစ်ပါတယ်ရုရှားတဲ့နေမီပူရဖို့ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ပူတီဟာ2024ခုနှစ်မေလမှာတော့တရုတ်ကိုဒီပူဝါမြောက်အသုံးပြုခွင့်ရတော့ကိုပေးလိုက်ပါတယ် ဒီသဘောတူညီချက်ကိုခိုင်မာစေဖို့အတွက်ဒီနေ့ထဲမှာပဲမြောက်ကိုရီးယားနဲ့ပူးပေါင်းပြီးတော့တရားအစ်တစ်စင်းဆောက်လုပ်ဖို့စတင်နေပါပြီ။ဒါကရိုးရိုးနယ်စပ်သဘောတူညီချက်မဟုတ်ပဲတရုတ်တွက်ဂျပန်နိုင်ငံရဲ့အနီးစပ်ဆုံးနေရာဒီတန်တန်မတ်မတ်သွားနိုင်ပေစေးလန်းချောင်းကိုဖွင့်ပေးလိုက်တာနဲ့တူတူပါပဲ။ဒီနေ့အဖြစ်တော့ကမ္ဘာအကြီးဆုံးကမ်းခြေစောက်သင်္ဘောဖြစ်တဲ့တရုတ်ရဲ့တန်ချီ12000ရှိတဲ့ Monster စစ်သင်္ဘောကြီးဟာအရင်ကမရောက်ခဲ့ဘူးတဲ့ဂျပန်ပင်လယ်ပြင်မှာကင်းလဲ့နိုင်တော့မှာပါ။ပူနေကဒီလိုလုပ်တာဟာဂျပန်၊တောင်ကိုရီးယားနဲ့အမေရိကန်မဟာမိတ်တွေကိုချင်းချောက်နေတယ်ဆိုတာသိလျက်နဲ့ဆက်လုပ်နေတာပဲဖြစ်ပါတယ်။ စိတ်ပွဲကြောင့်ဖြစ်လာတဲ့ဈေးပြအားငင်မှုပူတင်အောင်အင်အားရှိလို့ဒီသဘောတူညီချက်ကိုချုပ်ဆိုတာမဟုတ်ဘဲယူကရိန်းစိတ်ပွဲမှာအကြီးအကျယ်ဆုံးရှုံးမှုတွေရှိနေတာကြောင့်စိတ်ပြအားငင်မှုတက်တက်နဲ့လုံနေတာပါရုရှားက2024ခုနှစ်တနေ့ထဲမှာတန်ရာရတာနဲ့တည်ဆုံးတာပေါ့စစ်သား၄သိန်း၃သောင်းဒီပါဆုံးရှုံးခဲ့ရပါတယ်ဒါဖလော်ရီဒါပြည်နယ်ဒန်ပါမြို့တစ်မြို့လုံးရဲ့လူဦးရေထက်ကိုပိုများတဲ့ဆုံးရှုံးမှုပါရုရှားလူမျိုးတစ်မျိုးစလုံးယူကရိန်းမြေမှာပျောက်ကွယ်သွားတာကိုပူတင်ငြင်းကြည့်နေရတဲ့အနေအထားပါ စင်မြေပေးမသားမကစီးပွားရေးအရာလဲရုရှားဟာအကြီးကြီးအကျယ်တဲနဲ့ရင်ဆိုင်နေရပါတယ်ရုရှားရဲ့ဘတ်ဂျက်လုံငွေရ2024ခုနှစ်မှာရူဘယ်3.4ထရီလီယံကျော်တိမြင့်တက်လာပြီးဘိုအစိုးရရဲ့အသုံးစရိတ်41ရာခိုင်နှုန်းလောက်ကိုစစ်ရေးအတွက်သုံးစွဲနေရပါတယ်။အနောက်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်ရုရှားရဲ့ပြည်ပမှာရှိတဲ့ဒေါ်လာဘီလီယံ300ခန့်လည်းထိန်းချုပ်ခံထားရပါတယ်။ဒီလိုအင်အားကြီးနေနေတဲ့အတွက်ပူတင်ဟာတရုတ်ကိုသူ့ဘက်မှာဆက်ရှိနေသေးဖို့ရုရှားကကိုယ်ပိုင်ပြူဟာမြောက်အကျိုးစီးပွားကိုပင်စတင်ပြီး ဒီလိုနေမြေအုံပြုတ်ခွင့်ကိုပေးနေကြတာဖြစ်ပါလေဒီရောက်ကလည်းရုရှားရဲ့စစ်ပွဲရှုံးနေမှုကလည်းအမြင့်ဆုံးအကျိုးမြတ်တွေလျှော်စင်းနဲ့ရလိချင်းနဲ့အစဉ်ပြေတဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေနေမြေတွေကိုထုတ်ယူနေတာဖြစ်ပါလေယူကရိန်းရဲ့ထိုးစစ်တွေနဲ့မော်စကိုရဲ့လုံခြုံရေးဒီဘက်မှာယူကရိန်းကလည်းထိုးစစ်တွေကိုတိုးမြှင့်လှုပ်ဆောင်နေပါတယ်ယူကရိန်းတပ်ဖွဲ့တွေကကီလိုမီတာထောင်ချောပြည့်ခတ်နိုင်တဲ့အဝေးပြေဒရုန်းတွေနဲ့ F-16 တိုက်လေယာဉ်တွေကိုအသုံးပြုပြီးရုရှားပိုင်နယ်တဲကိုနက်နက်ရှန်ရှန်ထိုးပေါက်တိုက်ခိုက်နေပါတယ်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့စွမ်းအင်ကဏ္ဍမှာ ရူဘယ်ဘီလီယံ60ကျော်ပြည့်စည်ခဲ့ရပြီးရုရှားရဲ့လေတဲခြေဆိုင်စခန်းတွေစီးဆိုးလောင်ရုံနေနဲ့ခဲယမ်းမီကြောက်ကိုတောင်နေရာမီးလောင်ပြားချခဲ့ပါတယ်။2024ခုနှစ်အတွင်းမှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားကနေပေါင်းများစွာအကြီးအကဲတိဆောက်ခဲ့တဲ့တိမ်ပိုက်ခံခရမီးယားမှာရှိတဲ့လေကြောင်းရံကောက်ွယ်စနစ်မှာဆက်တိုက်ပြစီခဲ့ရပါတယ်။ဒါပြင်2023ခုနှစ်မေလမှာယူကရိန်းဒရုန်းတွေဟာခရမလင်နန်းတော်ကိုပါထိမှန်ခဲ့ပြီးနောက်ပိုင်းမှာတော့နောက်ပိုင်းမှာတော့မော်စကိုရဲ့ဗန်နာရီခင်ရံကိုပြင်းပထားတိုက်ခိုက်ခဲ့တဲ့အတွက်ရုရှားပြည်သူတွေရာသူတို့အစိုးရစတင်ခဲ့တဲ့စစ်ပွဲဟာမိမိတို့အင်ရှီတီရောက်လာပြီးဆိုတော့နားလည်ခဲ့ပါတယ်။ ပိုရီယာဒီတက်ခတ်မှုတွေကိုမရက်တက်နိုင်ပေသူရအနာကိုထိန်းထားနိုင်ဖို့တရုတ်ရဲ့အကူအညီကိုသာအားကိုးနေရတဲ့အခြေအနေမှာရှိပါတယ်။၃ရက်တွင်းခီယက်ကိုတိမ့်မယ်လို့ကတိပေးခဲ့တဲ့ပိုရီယာအခုတော့ယူကရိန်း drone တွေခရမလင်ကိုဝဲပြန်နေတာကိုငေးကြည့်နေရပါပြီ။ဒါအစေးရရရှုံးနေတာတွေမဟုတ်ဘဲနဲ့ပူတင်ရဲ့အင်အားကြီးကောင်းဆောင်ပုံရိပ်တက်ခုလုံးပြိုကျသွားတာပြသနေပါတယ်။ဒီလိုရှုပ်ထွေးမှု ဒီလိုရှုပ်ထွေးပွေလင်းမှုတွေကြားကနေတကယ်တမ်းအမျက်ထုတ်နေတာကတရုတ်နိုင်ငံပါပဲ။ပေကျင်းရဲ့စစ်တူရင်ကစားနေချိန်မှာပူတင်ကရိုးရိုးကစားပွဲကိုပဲကစားနေရတဲ့တူပါရီ။တရုတ်ကသူတို့နေပေါင်းတရာကြော်ကြလိုချင်ခဲ့တဲ့အရာတစ်ခုကိုအောင်မြင်တော့မှာပါ။ဒေဝဟာ1860ခုနှစ်ကပေကျင်းစာချုပ်ရဂျပန်ပင်လယ်ကိုထောက်ပေါက်ဆုံးရှုံးခဲ့ရပါတယ်။ဒီစာချုပ်ကိုတရုတ်ရာရှိတွေကမမျှတာတဲ့စာချုပ်လို့သတ်မှတ်ထားပါတယ်။အနည်း160ကြော်ကြောင်တရုတ်ကဒီဗီဝါမြောက်ထောက်ပေါက်ကိုပြန်လည်ရရှိဖို့ကြိုးစားခဲ့တာပါ။အခုတော့ပူတင်ကငွေထည်ပကံပြားပေါ်တင်ပြီးပေးအပ်လိုက်ပါပြီ။တရုတ်ရဲ့စီးပွားရေးစစ်ပွဲ ီသဘောတူညီချက်ရဲ့နောက်ကမှာတမိုင်းလမ်းကြောင်းဆိုင်ရာမကျေနပ်ချက်တွေတွေမဟုတ်ဘဲနဲ့တခြားယာရီရှိပါတယ်။ဒူမင်းမြက်ကိုပေါ်ဆောင်လိုက်မယ်ဆိုရင်ကုန်းလေးပိတ်ထားတဲ့ကြီးလေးနဲ့ရန်ပြန်လို့တရုတ်ပြည်နယ်တွေအတွက်စီးပွားရေးတိုးတက်လာမှာဖြစ်တယ်လို့ဂျပန်အနီးနားမှာလည်းဗျူဟာမြောက်ရေကြောင်းဒီနေရာကိုတရုတ်ကရရှိသွားမှာဖြစ်ပါတယ်။တရုတ်တွေတော့ဟာစစ်ပွဲမဟုတ်ရုရှားရဲ့စစ်ပြအားငယ်မှုကိုအကျိုးပဲကလို့သုံးပြီးဈေးဝယ်ထွက်တာနဲ့အတူပါတယ်။ဈေးဝယ်ထွက်တာနဲ့အတူပါတယ်။ဒီမြေကြောင်းသုံးမျိုးကွင်းကိုရဖို့အတွက်ပေကျင်းကဘီလီယံနဲ့ချီပြီးသုံးစရာမလိုပါဘူး။ပူတင်ကသူတို့အတွက်လိုအပ်တဲ့အခြေခံအဆောက်အအုံတစ်ခုကိုတည်ဆောက်ပေးနေတာပါ။ ရကိုရီးယားစီကိုစောင့်မဲ့တရားသေးကိုရုရှားရဲ့ဝင်နဲ့စောက်ပြီးမယ်အကျိုးခံစားခွင့်ကတော့တရုတ်အထွတ်ဖြစ်ပါတယ်အနောက်တိုင်းရဲ့ပိတ်ဆို့မှုတွေကြောင့်ရုရှားကစီးပွားရေးရပီးချင်းပေါ်ပုံမမီကိုလာရပြီးစစ်ပွဲမတိုင်ခင်ကဆိုရင်ပူတင်ရင်းပယ်ခဲ့ပြီးမယ်လာရောက်မှုတွေကိုပေါ်ပို့ပြီးတော့လက်ခံလာရပါတယ်။တရုတ်ကလည်းရုရှားရဲ့အရှိပြဒေသတွေပေါ်တွေ့ဝိုက်တဲ့အနေနဲ့ပိုင်ဆိုင်ချောင်းအခိုင်အမာပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။ဥပမာ2023ခုနှစ်မှာတရုတ်ရဲ့တဘာဝရင်းမြစ်များဝင်ကြီးဌာနက Vladivostok ရဲ့တခြားရုရှားမြို့တွေကိုတရုတ်နယ်မယ်တွေနဲ့ပေါ်ပြထားတဲ့မြေပုံတွေကိုထုတ်ပေးခဲ့ပြီးတမိုင်းဆိုင်ရာတောင်းဆိုမှုတွေကိုတွေ့ဝပြီးအခိုင်အမာပြသခဲ့ပါတယ်။ ပူတင်ကစန့်ကျင်ကန့်ကွက်ပြီးမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူကန့်ကွက်နိုင်တဲ့အနေအထားမရှိလို့ပါပဲ။ပစိဖိတ်ဘီယူအာကိုပြောင်းလဲစေခြင်းဒါပေမဲ့ဒီကိစ္စကအမေရိကန်နဲ့ဂျပန်ဘီယူအာချမှတ်သူတွေကိုတကယ်ထိတ်လန့်စေတဲ့အချက်ပါပဲ။တူမင်မြစ်ကိုဖျက်ပြီးတော့ကုန်သွယ်ရေးလမ်းကြောင်းတွေတည်ဆောက်နိုင်ရင်ဂျပန်အဂျပန်ပင်လယ်ရဲ့လုံခြုံရေးဘီယူအာကိုလုံးဝပြန်လည်စဉ်းစားရပါလိမ့်မယ်။တရုတ်ဟာစေစုံတွေများစွာလုံခြုံနေခဲ့တဲ့ရင်းနှီးပိုင်းနယ်တွေတွေကိုနောက်ပြေးတကားကနေဝင်ရောက်ခွင့်ရလိုက်တာနဲ့အတူတူပါပဲ။ဒါအမြင့်ကြောင်းအုံပြုခွင့်လို့မြင်ရပေမယ့်တကယ်တမ်းကတော့ပစိဖိတ်ဒေသရဲ့ဘီယိုအမြောက်ဟန်ချက်ကိုအခြေခံကြကြပြောင်းလဲပြဖို့ဖြစ်ပါတယ်။ပူတင်ဟာ ။မြင်းဆန်တိုင်လောက်အားမရှိတော့တာကြောင့်တရုတ်ကသူ့လူကျင်တာအကုန်လုံးကိုရနေတာပါ။ကမ္ဘာရေကြောင်းသွားလာရေးလမ်းကြောင်းတွေအတွက်လည်းတက်ရောက်မှုတွေကအိမ်မက်ခန်းပါပဲ။လက်ရှိမှာဥရောပဒါမှမဟုတ်အမေရိကကိုသွားတဲ့တရုတ်ကုန်တင်မော်ဒီယာတောင်တရုတ်ပင်လယ်ကအငင်းပွားနေတဲ့ရေပိုင်နဲ့တွေကိုရီးယားကျွန်းဆွယ်တဝိုက်ဒါမှမဟုတ်ဂျပန်ထိန်းချုပ်ထားတဲ့ရေလက်ကြားတွေကိုဖျက်ဆီးရပါတယ်။ဒူမီမြင့်ထောက်ပေါက်ကတော့ဒီလိုပိတ်ဆို့နိုင်တဲ့နေရာတွေကိုရှောင်ကွေးနိုင်ပြီးလမ်းကြောင်းတွေကိုဖန်တီးပေးလိုက်တာပါ။ဒါအစီရေရအင်အားပြတာတွေမဟုတ်ဘဲနဲ့ စီးပွားရေးစစ်ပွဲလည်းဖြစ်ပါတယ်ဒီလမ်းကြောင်းကိုအသုံးပြုခြင်းဖြစ်လဲတရုတ်ကွန်မတီတွေကသူတို့ရဲ့ရုရှားရှေ့ပြား Alaska နဲ့ Pacific အနောက်မြောက်ပိုင်းကစေကန်းကြီးတွေကိုတွားရလမ်းကိုရဲပေါင်းများစွာလျှော့ချနိုင်ပါလိမ့်မယ်ဒီလမ်းကြောင်းကိုတုံးလိုက်တဲ့ကုန်တင်သင်္ဘောတိုက်ဟာတောင်ကိုရီးယားနဲ့ဂျပန်စေကန်းတွေအတွက်တော့ဝင်ငွေဆုံးရှုံးမှုဖြစ်စေမှာပါရုရှားရဲ့အချုပ်အခြာအာဏာယိုယွင်းလာခြင်းဒီလိုလိုက်ရောမှုတွေကပူတင်ရဲ့စိတ်ချနေနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အရာတစ်ခုကိုဖော်ပြနေပါတယ် သူကရုရှားနဲ့ရေရှည်မြူဟာမြောက်အကျိုးစီးပွားကိုစဉ်းစားမနေတော့ပါဘူးသူစဉ်းစားနေတာကရေတိုးအသက်ရှင်ရက်တည်ရေးပါပဲဆုံးဖြတ်ချက်တန်းကိုဒါကယူကရိန်းမှာအနိုင်ရစီမလားဒါမှမဟုတ်ရှုံးမပေးရအောင်ကူညီမလားဆိုတဲ့မိန့်ခွန်းတစ်ခုတည်းဖြစ်ပါတယ်ဒီလိုအင်ပါယာတိဆောက်မှုကနေရေတိုးထင်းချုံမှုစီစိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားမှုက2014ခုနှစ်ကခရမ်မီးယားသိမ်းပိုင်းမှုအောင်မြင်လို့အရှင်ဝါကြီးနေတဲ့ပူတင်ကလောကစင်းစားမှာမဟုတ်တဲ့လက်ရုံးမှုတွေကိုဘာကြောင့်လုပ်နေတာလဲရှင်းပြနေပါတယ်ကျွန်တော်တို့တွေးနေရတာကနေမြေလက်ရုံးမှုတသက်မဟုတ်ပါဘူးဒါရုရှားနိုင်ငံမဟာအင်အားကြီးနိုင်ငံတရက်ကနေတရုတ်ရဲ့လက်အောက်ခံနိုင်ငံဖြစ်နေပြောင်းလဲသွားခြင်းဖြစ်ပါတယ် ရုရှားလုံခြုံရေးအေဂျင်စီတွေကိုယ်တိုင်ကတရုတ်ရဲ့ချဲ့တွေမှုနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေကြပါတယ်2025ခုနှစ်မှာပေါက်ကြားခဲ့တဲ့ FSB စာရွက်စာတမ်းတခုအရရုရှားထုတ်လို့ရေးကတရုတ်ဟာရုရှားပိုင်းထဲကိုကျူးကျော်ဖို့ကြိုးစားနေတယ်လို့မြင်နေကြောင်းတရုတ်မြေပုံတွေမှာရုရှားရှေ့ပြားကမျိုးတွေကိုသူတို့ရဲ့ရှင်းအောင်တရုတ်နာမည်တွေနဲ့ပြန်ပြင်ထားကြောင်းဖော်ပြခဲ့ပါတယ်ပူတင်ရဲ့ကိုပိုင်ထောက်လိုင်းရဲ့အေဂျင်စီကရုရှားရဲ့ချုပ်ချာအာဏာကိုတရုတ်ကချင်းချောက်နေတယ်လို့သတိပေးနေပြီးမြင်ပူတင်ကစိတ်မဝင်စားနိုင်လောက်အောင်ပဲဆေးရငယ်နေတာကြောင့်လိလိရှူထားပါတယ် ရုတ်ကဘာအန်ဒီယမမကျူးလွန်ရပဲဒုလိုဂျန်နာကုန်လုံးရနေတာပေါ့ဘီဂျင်းကယူကရိန်းရေးမှာဂျာနီနေသားကိုထိန်းသိမ်းထားရင်မော်စကိုစီကအမြင့်ဆုံးလက်ရုံးမှုတွေကိုရယူနေတာဟာတန်တမန်ရေးရနဲ့စီးပွားရေးရများတန်တမန်ရေးရနဲ့စီးပွားရေးရထက်မြတ်မှုပါပဲဒီချင်းကအမေရိကန်နဲ့ကမ္ဘာအာဏာကိုရှင်ပြန်ခဲ့တဲ့ရုရှားဟာအခုတော့တရုတ်ကိုကူညီတောင်းခံဖို့ဒီအချိန်နေဆက်ရောက်လာပြီးအဒီအတွက်ကိုမိခင်ရုရှားရဲ့အစိပ်ပိုင်းတွေနဲ့ပေးဆက်နေတာဖြစ်ပါတယ်မြောက်ကိုရီးယားလည်းပါဝင်လာခြင်းဒီဇက်ပွဲမှာ အမြန်ဆုံးအကြီးကျယ်ရနေတဲ့နောက်ထပ်ကစားသမားကတော့ကင်ဂျုံအန်ပါပဲမြောက်ကိုရီးယားဒီသဘောတူညီချက်ကိုအထောက်အကူပြုနေရုံနဲ့မဟုတ်ပဲရုရှားနဲ့တရုတ်ကြားကအရေးပါတဲ့ဆက်ဆက်ကွင်းဆက်ဖြစ်တဲ့သူ့ကိုယ်သူနေရာယူထားပါတယ်ခင်ကနိုင်ငံတစ်ခုလုံးစီကနေအကျိုးမြတ်ကိုအများဆုံးထုတ်ယူနေပါတယ်ပူတင်ဆောက်ဖို့သဘောတူခဲ့တဲ့လန်ဒန်အသစ်ကရုရှားကိုမြောက်ကိုရီးယားနဲ့ချိန်ဆက်ရုံနဲ့မဟုတ်ပါဘူးရုရှားရဲ့စိတ်ပြအားငယ်မှုကိုတရုတ်ရဲ့ရည်မှန်းချက်တွေနဲ့ချိတ်ဆက်ပေးထားတာဖြစ်ပြီးမြောက်ကိုရီးယားကဝင်ပေါင်းထောက်ပေါက်နှစ်ခုစလုံးမှာအခွင့်အရေးကောက်ခံနေပါပါ ခင်ကရုရှားကိုယူကရိန်းစစ်ပွဲတဲ့အမြောက်ကြီးတွေနဲ့ဒုံးကြီးတွေအများပြားပေးပို့ပေးနေပြီးရုရှားကလည်းအစားအသောက်ရေနံနဲ့အစင်မြင့်စစ်ဘက်နေပညာတွေနဲ့ပြန်ပေးဆက်နေရပါတယ်။ထောင်ထဲကြီးတဲ့မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေအားယူကရိန်းမှာရုရှားတပ်တွေနဲ့တိုက်ခိုက်နေပြီးအနောက်တိုင်းလက်လက်တွေနဲ့နေပြွာတွေကိုအမှန်တကယ်စစ်ပွဲအတွေ့အကြုံရယူနေပါတယ်။အဲဒီစစ်တီတီပြုံရန်ကိုပြန်ရောက်တဲ့အခါမှာမြောက်ကိုရီးယားကိုအလုံးမဲ NDA ရှိတဲ့နိုင်ငံဖြစ်လာစေမဲ့အသိပညာတွေပါလာပါလိမ့်မယ်။ဒီတူမီမြင့်သဘောတူညီချက်ဟာတခုတည်းဖြစ်နေတာမဟုတ်ဘဲအာရှတလောမှာဗျူဟာမြောက်ပြန်လည်ညှိနှိုင်းမှုတွေကိုဖြစ်ပေါ်စေပြီး ကမ္ဘာအင်အားများကြီးကိုမျိုးဆက်ပေါင်းများစွာပြောင်းလဲပြစ်နေပါတယ်။ဒေတာတွင်တက်ရောက်မှုတွေအနေနဲ့ဂျပန်တိုကျိုကတော့ဂျပန်ပင်လယ်အတွက်သူ့ရဲ့ကာကွယ်ဗျူဟာတစ်ခုလုံးကိုပြန်လည်ချိန်ညှိဖို့အပြင်းထန်လှုံ့ဆော်နေပါတယ်။ CPK ကလေးကလုံခြုံတဲ့ရေပိုင်းနဲ့တွေမှာကြီးမားတဲ့တရုတ်ရေတဲတင်းမောတွေဝင်ရောက်လာမယ့်အလားအလာကိုဂျပန်စီးရေးရရှိတဲ့ရင်ဆိုင်နေရပါတယ်။၂၀၂၂ခုနှစ်မှာဝင်ကြီးချုပ်ကီရှိတာက ်ကာကွယ်အသုံးစရိတ်ကို9နှစ်တွင်90ရာခိုင်နှုန်းကျော်တိုးမြင့်မယ်လို့ကြေညာခဲ့ပြီး2024ခုနှစ်မှာလည်းစီးရေးအသုံးစရိတ်က1952ခုနှစ်နောက်ပိုင်းအမြင့်ဆုံးထိ27ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်တောင်ကိုရီးယားဘက်ကိုကြည့်မယ်ဆိုရင်တော့တရုတ်ရေတပ်ကဂျပန်ပင်လယ်ကိုဝန်ရောက်ခွင့်ရလိုက်တာဟာကိုရီးယားကျွန်းဆွယ်ရဲ့မဟာဗျူဟာမြောက်ညီမြခြင်းကိုအခြေခံချချပြောင်းလဲလိုက်ပြီဆိုတော့သိရှိလာတာနဲ့မြားဆိုရင်ပူပန်မှုတွေတိုးလာပါတယ်ဆိုကအမေရိကန်နဲ့ DJD ဒုံးခွေဒုံးကာကွယ်စနစ်တွေထပ်မံချထားဖို့ဆွေးနွေးမှုတွေစတင်နေပါပြီ။ဒါကြောင့်အင်းကြီးတွေကတော့ပူတင်ကရုရှားနယ်မြေကိုလိုက်ရောက်မှုတွေပေးထားကိုမြင်တွေ့ရတဲ့အတွက်မွန်ဂိုလီးယား ကာဇစ်စတန်နဲ့ VN တို့လိုနိုင်ငံတွေပေါ်စိုးရိမ်နေကြပါတယ်။အင်အားကြီးပူတင်တော်ကနေမျိုးကိုလာရောရမယ်ဆိုရင်တော့သူတို့လိုအားနေတဲ့နိုင်ငံတွေအတွက်ဘာအထိပဲရှိမလဲ။စံနမူနာကိုဒီသဘောတူညီချက်ကပြသနေပါတယ်။နျူကလ িয়ার လက်နက်ပိုင်နဲ့နိုင်ငံကြီးတွေတော်မှနောက်ဆုံးမှတရုတ်ရဲ့ဖိအားကိုလက်နက်ချရတယ်ဆိုတဲ့သဘောမျိုးဖြစ်လာတာဟာအရာရာကိုပြောင်းလဲပြစ်လိုက်တဲ့အဖြစ်ပြပါပဲ။အမေရိကန်ပေါ်တက်ရောက်မှုဒီအကျိုးတက်ရောက်မှုတွေထဲမှာတော့အရေးကြီးဆုံးကတော့အမေရိကန်ပြည်ထောင်စုပေါ်တက်ရောက်မှုပါပဲ။ဈေးစွန်းနဲ့များစွာကြောင့် Pacific ဒေသမှာ မေရိကန်ပြူဟာကတရုတ်ရဲ့ရေတဲထောက်ပေါက်တွေကကန့်တက်ပြီးခံမရလွယ်ကူတယ်ဆိုတဲ့အယူဆပေါ်မှာတိဆောက်ခဲ့တာပါဒူမီမြက်ကဒီထွက်ချက်ကိုလုံးဝပြောင်းလဲပြစ်လိုက်ပါတယ်အမေရိကန်ပစိဖိတ်ရေတပ်ဗျူဟာမှုတွေဟာရုတ်တရက်ဆိုသလိုတရုတ်ရေတပ်ကလုံးဝမမျှော်လင့်ထားတဲ့လမ်းကြောင်းတစ်ကနေစစ်ဆင်နိုင်မဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။ဗိုရီးယားအင်အားကြီးမားတဲ့ရုရှားကိုပြန်လည်တိစောက်ချင်ခဲ့သူဖြစ်ပေမယ့်အခုတော့ရုရှားဟာဒီဖြစ်ဖြစ်နဲ့တင်းငယ်သွားတာငြင်းကြည့်နေရပါတယ်။ပီကျင်းကိုပေးလိုက်တဲ့လက်ရုံးမှုတွေမှာလက်လွဲပေးလိုက်တဲ့နေပြည်တော်အပိုင်းစာတိုင်းပေးရလိုက်တဲ့ဗျူဟာမြောက်ပိုင်ဆိုင်မှုတိုင်းကအပြည့်တကူတည်းပဲညွှန်ပြနေပါတယ်။ ပူတင်ရောက်ကရုရှားဟာသူ့ရဲ့မဟာမိတ်လို့သတ်မှတ်ထားတဲ့နိုင်ငံကိုပဲအချို့ကြောင့်အာဏာကိုမထိန်းသိမ်းနိုင်လောက်အားနေသွားပါပြီတရုတ်တွက်ကြတော့ဒါဟာစိတ်ရှိသီးခံတဲ့တန်တမာရေးပါပဲစိတ်ရှိသီးခံပြီးစနေတကျရဲရဲဆက်ဆက်နဲ့တရုတ်ကစစ်ပွဲကနေမရရှိနိုင်တဲ့အရာတွေကိုငြိမ်းချမ်းလောကမှာအောင်မြောက်လုပ်နေတာပေါ့မေးစရာရှိတာကပူတင်ကတရုတ်ကိုတူမင်မြစ်ကိုဝင်ခွင့်ပေးမလားဆိုတာပါပဲသူကပေးပြီးသားပါနောက်ထပ်ရုရှားရဲ့ဘေးအစိတ်ပိုင်းကိုပေးခြင်းကတောင်းဆိုမလဲဆိုတာတော့မေးခွန်းထုတ်စရာရှိပါတယ်